တယ်ပါဆရာဒါဆိုရင်ကျမအနေနဲ့ဆက်လက်မြင်နေချင်တာကတော့ဂါဇာကိစ္စနဲ့ပတ်သက်ပြီးတော့เนาะအခုဆိုရင်ဂါဇာအရှိနဲ့ပတ်သက်ပြီးတော့လက်ရှိဖြစ်နေတဲ့အခြေအနေလေးနဲ့ရှေ့ဆက်ပြီးဖြစ်နိုင်တဲ့အနေအထားလေးတွေလည်းသုံးသပ်ပြီးတော့ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့အခုလက်ရှိဂါဇာဒေသကိုကျွန်တော်တို့စာနာရိတ်ခါတွေပို့နေရရှိပါတယ်စာနာရိတ်ခါဂါဇာဒေသမှာနေထိုင်တဲ့ပါလက်စတိုင်းနေတာစာနာရိတ်ခါတွေပြတ်လက်နေဖြစ်ပါတယ်ပြတ်လက်နေတာဖြစ်တဲ့အတွက်ဥရောပနိုင်ငံတွေရောရှေ့တဲ့ပိုင်းနိုင်ငံတွေရောကျွန်တော်တို့ ဇာနရိခာတွေဇေဝတွေပို့နေပါတယ်။ပို့နေတဲ့အချိန်မှာအချို့သောအဲ့လိုပို့တဲ့နေရာတွေမှာကျွန်တော်တို့လက်နက်ခရမ်းတို့အခြားသောမလူလာအပ်တဲ့ပစ္စည်းတွေပါဝင်ခြင်းမရှိအောင်လေပေးဖို့တဲ့လူတွေဘက်ကထိမ့်သိမ့်မှုလိုအပ်ပါတယ်။ကာသာဒေသဓမ္မနေထိုင်တဲ့ပြည်သူတွေဇာနရိခာဇေဝတွေလိုအပ်နေတာဖြစ်တဲ့ပို့တာကိုမမကန်နဲ့ခနဲ့ဆောင်ရွက်ဖို့လိုအပ်ပါတယ်။အဲ့ဒီဂျာရမမှာကျွန်တော်တို့ကာသာဒေသမှာ ဖာမတ်ဆိုပြန်လဲအရာဖွဲ့စည်းလာခြင်းမရှိအောင်ပြန်လဲဒီဆောက်လာခြင်းမရှိအောင်လဲတခြားကမ္ဘာနိုင်ငံတွေကထိမ့်သိမ့်မှုလိုအပ်ပါတယ်ဖြစ်စဉ်ဖြစ်ရခဲ့အဓိကအကြောင်းရင်းတွေမှာတော့ကျွန်တော်တို့ကြောင်းတဲ့အကျိုး cause and effect ဆိုတာရှိပါတယ်အဲ effect တွေအကျိုးတရားတွေကိုပဲပြောပြီးတော့အကြောင်းတရားတွေကိုပဲဖယ်ထားလို့ရှိရင်တော့ကျွန်တော်တို့ပြဿနာရက်ကမှန်မှန်ကန်ကန်နဲ့ဖြေရှင်းနိုင်မှာမဟုတ်ပါဘူးအဲတော့တိကျက်ကတော့ကျွန်တော်တို့ ဣသရေလနိုင်ငံကိုအန္တရာယ်မပြုဘူးအကြံဖတ်တွေကိုအထောက်အကူမပေးဘူးဝင်မြူထားခြင်းမရှိဘူးဣသရေလနိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုနဲ့လုံခြုံမှုကိုချိန်ဆမှုမရှိဘူးဆိုတဲ့ဟာကိုဘူးစွာပြတာကိုလိုအပ်ပါတယ်အအခုကဘယ်လိုတွေဖြစ်နေလဲဆိုတော့ကျွန်တော်တို့ချမ်းသာကြွယ်ဝတဲ့ငွေကြေးတနာဥစ္စာတွေတုံးထားတယ်အအမေရိကန်ပြည်ထောင်စုဥရောပကမ္ဘာတစ်ဖက်မှာအချို့သောအဖွဲ့အစည်းတွေကို နောက်ွယ်ရနေငွေကြေးရနိုင်ငံရေးရအကူအညီပေးထားတဲ့အဖွဲ့အစည်းတွေကို သက်ဆိုင်ရာနိုင်ငံလေးတွင်းထဲမှာဆဲတွေဖြစ်ဝင်ယူထားပါတယ်ဝင်ယူထားပြီးတော့ကမ္ဘာတစ်ဝန်းကဟန်ကျန်းကြီးပါဝဲလာအောင်လှုပ်ဆောင်လာတဲ့လှုပ်ဆောင်လေးတွေတွေ့နေရပါတယ်တစ်ဖက်ကလည်းထူခြားတဲ့တစ်ခုကဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ခု Israel ဝန်ကြီးချုပ်နတ်တာယာဟူကကျွန်တော်တို့တရုတ်နိုင်ငံထဲမှာအချို့သော Hamas လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေကိုတရုတ်နိုင်ငံထဲမှာလက်ခံထိန်းသိမ်းထားတယ်ဆိုတဲ့စကားကိုထုတ်ပြောလာပါတယ်။ကျွန်တော်ရခင်တော့အရှိလက်ပိုင်းကိစ္စရတဲ့အနေနဲ့ပြောရခြင်းမှာအရှိလက်ပိုင်းကိစ္စရမှာ ကျွန်တော်တို့သမိုင်းစဉ်ဆင်လာရဇေရီနိုင်ငံပေါ်ပေါက်ပြီးတဲ့နောက်ပိုင်းမှာရေနံကျော်ဝတဲ့အရှိလေပိုင်းဒေသမှာရှိတဲ့ရေနံနဲ့ပတ်သက်တဲ့ရင်းမြစ်တွေရရှိနိုင်မှုအကျိုးမြတ်တွေရရှိနိုင်မှုသက်ဆိုင်ရာနိုင်ငံတွေအတွက်အသက်အမြအရေးကြီးတဲ့ရေနံဆွားရံလောင်စာရရှိနိုင်မှုအတွက်ကိုအင်အားရှိနိုင်ငံတွေအနည်းမျိုးစုံနဲ့ပါဝင်ပတ်သက်ခဲ့ပါတယ်ပတ်သက်ခဲ့တော့အမေရိကန်ပြည်တော်စုနဲ့အနောက်နိုင်ငံတွေရဲ့စီယုံမှုမှာပါတဲ့နိုင်ငံတွေရှိသလိုရုရှားတရုတ် စတဲ့နိုင်ငံတွေရဲ့စီယုံမှုအောက်မှာပါဝင်တဲ့နိုင်ငံတွေရှိပါတယ်။ရှိတော့ဟိုကမ္ဘာလူသားတွေမသိဘဲနဲ့ကျွန်တော်တို့လူ့ဘွဲ့ထောက်ပံ့တဲ့ဖြစ်စဉ်ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ရှိခဲ့ပြီးတော့အခုလိုတော့ကြဲကြဲလောင်လောင်တိတိလေးနဲ့ပြောကြားလာတယ်မရှိပါဘူး။အခုကတော့ Israel ဝန်ကြီးချုပ်ကတော့ဒီအဝင်ထုတ်ပေါ်ပြောကြားပြီးတော့အခုလက်ရှိပေါ်ပေါက်နေတဲ့ဖြစ်စဉ်ဖြစ်ရပ်တွေမှာ American ပြည်အောင်စုနဲ့တခြားနိုင်ငံတွေကတော့အကြောင်းအရာအမှန်တွေကိုသိအောင်ပြောကြားသွားဖို့ရှိတယ်။ ကဘာကိုချပြသွားဖို့လည်းရှိတယ်။အစ္စရေးနိုင်ငံကိုချင်းချောက်ရန်ပြူလာမယ့်အရာတွေအားလုံးကိုဂျိုတင်လက်ဝှမ်းမှုရကိုချိန်မုံသွားမယ်ဆိုတော့ပြောတာဖြစ်ပါတယ်။ပြောတော့တရုတ်နိုင်ငံကလည်းအဲကျွန်တော်တို့တချို့သတင်းတွေမှာဆိုလို့ရှိရင်ဟိုအပြန်အလှန်စိန်ခေါ်ကြတဲ့သဘောမျိုးတွေပေါ်ပေါက်လာကြအောင်တွေ့ပါလေတွေ့တယ်ဆိုတော့အာတရုတ်နိုင်ငံစစ်ကိုတော့မလိုလားသတိရှင်ချကြည့်ဆိုတဲ့သဘောမျိုးတွေလည်းအလွတ်သဘောပြောနေတဲ့လူတွေရှိပါတယ်ဒါပေမဲ့ထင်ရှားတာတစ်ခုကတော့ တရုတ်နိုင်ငံဒီလည်းအရှိလေပိုင်းမှာပါဝင်ပတ်သက်တာကိုရခိုင်နှောင်းကတူတူသိသိလှုပ်ဆောင်ခဲ့တော်လဲယခုကတော့ပြောင်ကြကြပါဝင်ဆက်ဖက်လာတာကိုတွေ့ရပါတယ်။နောက်တစ်ခုကတော့အထူးဆန်းဆုံးမှာဂါဇာဒေသမှာဖြစ်ပေါ်နေတဲ့အခက်အခဲတွေတိတ်တိတ်ပျက်စီးမှုတွေဟာဒီအားလုံးကိုလိုအပ်လို့ရှိရင်မြောက်ကိုရီးယားနိုင်ငံကလည်းအကူအညီပေးမယ်ဆိုတဲ့စကားတွေပြောလာတာရှိပါတယ်။ပြောလာတာရှိတော့ကျွန်တော်တို့ကဘာလို့သွားမြင်ရလဲဆိုတော့အရှိလေပိုင်းဒီ ဣသရေလနဲ့ပါလက်စတိုင်းပြဿနာပေါ်တည်မီပြီးတော့မှ နောက်ွယ်ကနိုင်ငံကြီးတွေကအားပေးအမြောက်ပြုထားပြီးတော့အရှိလေပိုင်းမှာမိဘတခုဖန်တီးထားတယ်လို့အမြင်ယူဆပါတယ်အဲတော့အရက်နိုင်ငံတွေအခြားသောအမေရိကန်ပြည်ထောင်စုနဲ့ဆက်ဆံရေးအဆင်မပြေတဲ့နိုင်ငံတွေဟာပါလက်စတိုင်းကိုထောက်ခံလာတဲ့အကြမ်းဖက်မှုတွေကိုထောက်ခံလာတဲ့အချို့ဒေသတွေမှာဆိုလို့ရှိရင်အဲကျွန်တော်တို့ရခင်ကရုရှားပြည်ထောင်စုရဲ့မိတ်ဆွေတွေပါလာ နောက်တစ်ခုထူးခြားချက်တစ်ခုကဘာရှိပြန်လဲဆိုတော့ကျွန်တော်သင်ကန်းစာလေးတစ်ခုဖြစ်ပေါ့ဆီးရီးယားမှာအခုလက်ရှိခေါင်းဆောင်ဖြစ်လုပ်နေတဲ့ El Sha'al ဆိုတဲ့ပုဂ္ဂိုလ်ဟာဆီးရီးယားသမ္မတဖြစ်နေကုလသမဂ္ဂထွေရည်ညီလာခံမှာမိန်ကွန်းတက်ပြောင်းမှာဖြစ်ပါတယ်တက်ပြောင်းမှာဖြစ်တော့ကျွန်တော်စဉ်းစားကြည့်ရဒီပုဂ္ဂိုလ်ဟာဘယ်တော့မှရွေးကောက်ပွဲနဲ့ဘယ်သူမှတင်မြှောက်လိုက်တာလဲဆိုရွေးကောက်ပွဲလဲမဝင်ဘူးကျွန်တော်တို့အရင်ဆီးရီးယားသမ္မတ ရုရှားကိုထွက်ပြေးသွားတဲ့စီးရီးယားသမ္မတအာဆက်နေရာမှာဝင်ပြီးတော့မှခေါင်းဆောင်ဖြစ်လောက်တာပေါ့။အော်အခုအဲ့ဒါကိုအခုဒီစီးရီးယားရဲ့လက်ရှိသမ္မတကိုခေါင်းဆောင်ဖြစ်သိမှတ်ပြုပြောတော့ခုလသမ္မတအထွေထွေညီလာခံမှာတော့မိန်ကုန်းပြောကြားခွင့်ပေးတဲ့အခြေအနေဒီရောက်လာ။ရောက်လာတော့ကျွန်တော်တို့တခါကြတဲ့စဉ်းစားတာပေါ့။အာအစိုးရတွေကနှစ်မျိုးရှိပါရှိတာဟုတ် de facto ဆိုတာကတော့ ကျွန်တော်တို့ရွေးကောက်ပွဲမပါဘဲနဲ့အကြောင်းမျိုးပြအောင်တက်လာတဲ့ဆိုရဒီဂျူရီဆိုတော့ရွေးကောက်ပွဲရာတက်လာတာအဲ့တော့ကဘာကြီးမှာတချို့ဒေသတွေမှာတရားဝင်ရွေးကောက်ပွဲရွေးကောက်ပွဲလုပ်ဖို့အဲတဆိုင်ရာခေါင်းဆောင်တွေဆိုရတွေတရားဝင်မှုအော်နေတာဖြစ်တော့လေအခုထူးဆန်းတဲ့အရာကတော့စီးရီးယားကင်မရာကကုလသမဂ္ဂအထွေထွေညီလာခံမှာမိန့်ခွန်းပြောကြားတော့မှာဖြစ်နောက်တစ်ခုထူးခြားချက်ကတော့အခုကျွန်တော်တို့ပါလက်စတိုင်းကင်မရာမာဘုအဘူမာမက်စ်ပေါ့ သူ့ကိုဗရီယန်ပြည်တော်စုကပြည်ဝင်ဝင်ပိတ်ထားတယ်ပိတ်ထားပြီးတော့မှသူကအစည်းအဝေးကိုဗီဒီယိုအခွေလေးပို့ပြီးတော့မိန်ကွန်းပြောရတာပေါ့ပြောပြီးတော့သူ့ကိုတော့ပိတ်ထားတယ်ဂျန်တဲ့လူတွေကတော့ကြဲကြဲလောင်လောင်နဲ့អော်ပြီးတော့မှပါလက်စတိုင်းနိုင်ငံထောက်ခံတဲ့ဟာကိုကမ္ဘာမျက်နှာစာမှာလူသိရှင်ကြားပွဲစုပွဲလန့်ပြီးတော့မှဆောင်ရွက်သွားနိုင်တာလေးတွေရှိပါတယ်ရှိတော့အရှိလေပိုင်းမှာပို့ပြီးတော့မှကျေပြန့်လာတဲ့ ဒီကိစ္စရပ်တွေအားလုံးကိုကျွန်တော်တို့ကဒီစည်ရေးရနီလန်းနဲ့နိုင်ငံရေးရနီလန်းနဲ့ဖြည့်ရှင်းတဲ့နီလန်းနေတယ်မှာဟလာစည်ရေးရဖယ်ရှားပြီးတော့မှနိုင်ငံရေးရတန်တမန်ကြီးရဆွေးနွေးတင်တယ်လို့ဒီမြင်စပါတယ်ဟုတ်ကဲ့ပါဆရာဆက်ဆက်မင်းကုန်လေးပါဆရာအခုနိုင်ငံပေါင်းကမ္ဘာနိုင်ငံပေါင်း142နိုင်ငံကနေပြီးပါလန်နိုင်ငံပေါ်အတိအမှတ်ပြုတ်လိုက်ပြီဆိုတော့ကျွန်တော်တို့အာရုံနိုင်ငံတွေဟာရော အစ်ရင်းနိုင်ငံကိုအတိမတ်ပြုမလားဆိုတဲ့ဟာလေးဆရာမြင်ပြီးပြောပြပေးပါဦး။ဟုတ်ကဲ့။တိတ်ကောင်းတဲ့မိကုံလေးပါပဲ။ပြဿနာရဲ့ရင်းမြစ်ထဲမှာအကြောင်းပါဝင်တဲ့အကြောင်းအရာတရားလေးတစ်ခုပါပဲ။တကယ်တမ်းကျတော့ကျွန်တော်တို့ယူနဲ့အစ္စလာမ်ဘာသာဝင်တွေကဒစိမ့်နေမဟုတ်ပါဘူး။ပြဿနာတွေဖြစ်လာပြီးကျွန်တော်တို့1948ခုနှစ်49ခုနှစ်မှာလွတ်လပ်ရေးကြေညာကြတဲ့ကွာချက်ချင်းစစ်ဖြစ်ကြတာနောက်တည့်ရစစ်ဖြစ်ကြတာ။ စစ်ဖြစ်ကြတော့ပြဿနာရပ်ပြီးသမိုင်းကြောင်းကြီးပြောမယ်ဆိုတော့အများကြီးပါပဲအဲကျွန်တော်တို့လည်းနေရောကဒီလိုပဲဖတ်ရှုလေ့လာခဲ့ရတယ်ရုပ်ရှင်တွေကြည့်တဲ့အထဲထဲမှာတော့မှဒီကျွန်တော်တို့ RAD တွေအနေပြီးတော့ Israel တို့ American တို့တွေနေပြန်ပြီးဆွဲလာတယ်ပြန်ခဲ့လာတယ်ကျွန်တော်တို့အရင်တော့အချီရှုလေ့လာခဲ့ပူပါတယ်အဲ့တော့ပြဿနာရက်ကဂျူးတွေအများစုနေတဲ့ Israel နိုင်ငံကိုလက်မခံဘူး ပါလက်စတိုင်းနိုင်ငံကိုတော့နိုင်ငံဖြစ်အသိမှတ်ပြုတာကိုစီအောင်နေတာဖြစ်တဲ့အတွက်ဒီဒေသတွင်ပြဿနာဖြစ်ရှင်နေမှာ two state solution ဆိုတဲ့ပြောကြားချက်လေးရှိပါတယ် two state solution ကတော့ Israel နိုင်ငံကိုလည်း Arab နိုင်ငံတွေကအသိမှတ်ပြုရမယ် Arab နိုင်ငံတွေအသိမှတ်ပြုလို့ပဲ Israel နိုင်ငံကလည်းပါလက်စတိုင်းကိုအသိမှတ်ပြုရမယ်အလားတူပဲအလားတူပဲကမ္ဘာနိုင်ငံတွေကလည်း Israel နိုင်ငံတည်ရှိမှု ါလက်စတိုင်းနိုင်ငံတည်ရှိမှုကိုသိမှတ်ပြုရမယ်ဆိုပြီးတော့ပြောဆိုဆွေးနွေးခဲ့ပါဒါပေမဲ့ဒီ two state solution ရဲ့အဓိကအခက်အခဲကအကြံဖက်လိုရတယ်ပဲအဲ့တော့ပါလက်စတိုင်းဘက်ကအကြံဖက်လိုရတယ်ဖြစ်လာတယ်ဖြစ်လာတယ်ဆိုတာကတော့ကျွန်တော်တို့ Hamas တို့ Hezbollah တို့ Houthi တို့ကိုကျွန်တော်တို့ကြောရောင်းနောက်ခံပြုထားတယ်အခုအာရပ်နိုင်ငံတွေပြီးတဲ့အချိန်မှာနောက်ပိုင်းမှာအီရန်နိုင်ငံကကျွန်တော်တို့လိုလိုလားလားနဲ့ လာနိုင်ငံရေးစေစီးပွားရေးမွေးကြီးရထောက်ခံပြုထားတာဖြစ်ပါတယ်။ဖြစ်တာတော့ဒီကနေပေါက်ပွားလာတဲ့အကြံဖက်ဝါဒအရှိန်အဝိုင်းတစ်ခုလည်းမဟုတ်ပါဘူး။ကျွန်တော်တို့ကဘာတမန်းကိုပြန့်နှံ့လာတာဖြစ်ပါတယ်။ပြန့်နှံ့လာတော့အာကျွန်တော်ဂျကာတာမှာနေတဲ့အချိန်မှာဖြစ်စဉ်တွေပါထူးထူးခြားတော့ဖြစ်လေဆိုတော့အာဂျကာတာမြို့မှာမန်ချက်စတာယူနိုက်တက်နဲ့အင်ဒိုနီးရှားလက်ရွေးစင်အတင်လာပြီးတော့ကံမယ်ပေါ့။ကံမယ်ဆိုတဲ့အချိန်မှာကြည့်တဲ့အချိန်မှာ မန်ယူအသင်းမြောက်ပဲအဲ့မန်ယူအသင်းတဲမဲ့နေရာဟိုတယ်ယူဘုံခွဲလိုက်ဘုံခွဲပြတ်တော့ပွဲပြတ်သွားတာပွဲပြတ်သွားတော့ကျောင်းတကယ်ချင်းကြောက်ကမြန်မာပြည်ကနေဟောင်းနဲ့မင်းရှိရငါလာမယ်ကွာငါဘောလုံးမွေးကြည့်ချင်လို့ပြောထားတော့ကျွန်တော်လက်မှတ်သွားဝယ်ဒေါ်လာ900ပေးရတယ်900ပေးရတော့အပွဲပြတ်သွားတော့တကယ်ချင်းဟောင်းမင်းပွဲပြတ်သွားပြီလို့ဆိုတော့ပြောလိုက်တဲ့အချိန်ကတော့တကယ်ချင်းကပြောအဲ့ဒါဆိုလဲကွာဘောလုံးမွေးမကြည့်ဘူးလေမင်းရှိတော့ငါလာခဲ့မယ်ဆိုစကားပြောတော့ပြီးတော့မှကြည့်လိုက်တော့ကျွန်တော်လေ့လာလိုက်တော့အဲ့ဒီဟိုတယ်ယူကျွန်တော် မလာမကန်းနေသွားလေးလာတော့သွားလေးလာတော့ I risk a dental Maria တို့မှာပုံခွဲလာတယ်ပြောချင်တာဒီအရှိလေပိုင်းကနေစတင်လိုက်တဲ့အကျံဘက်ကတစ်ခါလုံးပြန်လူတွေအားလုံးကအာကျွန်တော်တို့ဒီအရှိလေပိုင်းမှာဂျေရုဆလင်နဲ့ဒီနိုင်ငံကွက်ကွက်လေးမှာပဲဖြစ်နေတာမဟုတ်ပါကဘာတစ်ခါပြန်ပြန်လာတာဖြစ်တဲ့အတွက်ပါလက်စတိုင်းနိုင်ငံကိုအသိမှတ်ပြုနိုင်ဖို့အတွက်ဆိုရင် ကဘာတပန်းကအတိမတ်ပြုတ်နိုင်ဖို့ဆိုရင်အကြံဖက်မှုတွေကိုဆက်ဆံရပါအကြံဖက်မှုတွေမလုပ်ဘဲနဲ့တိုက်ခါရှိရှိတီတီတန်တန်နဲ့ကျွန်တော်တို့နိုင်ငံရေးအရတန်တမန်ကြီးအရဆွေးနွေးညှိနှိုင်းဖြည့်ရှင်ပြီးတော့မှကိုယ့်ရဲ့တရားဝင်ချက်တည်မှုကိုဆောင်ရွက်ရမှာဖြစ်ပါတယ်ဖြစ်တော့ခုနပြောတဲ့အတိုင်းပေါ့လေကျွန်တော်တို့ပါလက်စတိုင်းကိုအတိမတ်ပြုတ်ဖို့ကဘာတဝမ်းမှာတောင်းဆိုနေတယ်လို့လဲအစ္စရေးနိုင်ငံကိုလည်းပြန်လည်ပြီးတော့မှအတိမတ်ပြုတ်ပြီးတော့မှ အပြန်လာနှစ်နိုင်ငံလေးလေးစားစားနဲ့ရက်တိမာတာပုံမကောင်းုံနဲ့နာကက်ကိုရမယ်လို့လေ့လာသိရှိရပါတယ်။